။ရရှိကိုပြီးရဲ့အချိန်မှာမွေးတာ။မွေးတာမွေးတာလေ။ तू မွေးတာလေးရလေ။အေးအေးလေး။ပန်းနိုင်လည်းမဟုတ်ဘူး။တိလား။အဲ့လိုကိုပိုင်အနက်မွေးမွေးလေးပြောရင်တမျိုးကြီးလို့ထင်မှာတိလား။ဝမ်းသာသွားတယ်တိလား။ तू ကတတအတွက်ဆိုလို့ရှိရင်အရန်ကို तू ကအသေးစိတ်ကြတယ်။ကားကိုအတက်နိုင်ဆုံးအဖေနဲ့ဒန်းတူမဟုတ်တော့အတက်နိုင်ဆုံးမေးလောက်ပြီးပါမယ်။ မရက်ကအမအရင်ငိုတာ။ငိုငိုတယ်ဆိုရလေမခံစားနိုင်ဘူးလေနော်။ဟိုလူတွေရှေ့မှာသာအများကြီးမဖြစ်ဘူး။အမအော်အော်ငိုတာ။ဒီနေရာသွားလဲသူအဲ့လိုမျိုးတွေဖြစ်နေတော့မအော်ငိုတာ။ဒါပေမဲ့အဲ့ချိန်မှာလေလုံးဝဘာတမ်းမှမကြားရဘူး။ချွတ်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 လည်းမကြားဘူး။ဘာအနဲ့မှလည်းမကြားရဘူး။အော်လို့ တော့လူများတစ်ခါတည်းဖြစ်သွားပြီလားဗောနော်နောက်ဒါဘောတစ်ခုခုလူများလူတစ်ခါတည်းဖြစ်သွားပြီလားဆိုတော့တွေးအော်ဒါဆိုတော့ငါပေါ်ထဲမှာတကယ်မရှိတော့ဘူးဗောနော်တွေးလေငိုလေဗောအဲ့ဥညူညေချတဲ့နေ့ကြထူးဆန်းစွာစိတ်ထဲမှာကြည်ရအဲ့အမတယောက်တည်းမဟုတ်အမမိသားစုအဖေတို့ဘာလို့ဆိုလို့ရှင်သမီးရဲ့နာရေးပေါ်ရတဲ့စိတ်ခံစားချက်မျိုးမဟုတ်ပဲနေတဲ့ကြည်ရဲ့အဲ့လိုမျိုးပြော အာပြောနောက်တစ်နေ့မနေ့ကျတော့မအမမောင်လေးတွေကအဝတ်စားတွေမပါလာဘူးမပါလာတော့သူလည်းကမန်းကနဲနဲ့မပြန်ရဘူးတသားအင်ကြီးယူဝင်နေရတော့အဆင်မပြေတော့ဒါတော့အင်ကြီးသွားယူမယ်တဲ့ဆိုအေးသွားကြပေါ့သွားမနေ့ကိုအမရေတားရေနှစ်ယောက်တည်းကျန်အကျန်တဲ့အချိန်မှာအမဖះရှစ်ခိုးကျင်လာတာအမနောက်မှဆိုအမမနေ့တခါညတခါပုံမှန်ရှစ်ခိုးတယ်ဒါပေမဲ့နှစ်ရက်လောက်ပြတ်သွားတယ်ပြတ်သွားတော့အော်လို့ဖះလည်းမရှစ်ခိုးပြဘူးဆိုပြီးတော့ဖះရှစ်ခိုးမယ်ဆိုတဲ့အချိန်မှာအမ ဥကျင်ကြီးကြီးခေါ်ဥဥဝနထေခိုင်းပေါ့နော်မိရဲ့ယောက်ျားရေလို့လာခဲ့ပါလို့ဘုရားတူတူရှိခိုးမယ်အမြဝင်မယ်လို့ဆိုအမဘုရားရှိခိုးမလို့ပြထိုင်လိုက်တယ်ထိုင်ပြီးတော့အမသူနဲ့ဆိုအမရှက်တယ်ဘုရားရှိခိုးအမအတန်မထွက်ဘူးသူထိုင်ကြည့်နေပိုဆိုးတယ်ရှက်တယ်ဘုရားသာရှုပ်ခိုးနေရတယ်အဲ့ဒါအဲ့နေ့ကျတော့အမတေးသေးချာချာလေးကိုလေအတန်ထွက်ပရိစိတ်လုံးဝအပူပင်မရှိဘူးအမဘုရားရှုပ်ခိုးလာ ဘုရားရှိခိုးပြီးတဲ့အချိန်မှာအောက်ကအတန်ရိုး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 အတန်နေကြာဟာဘာလဲပေါ့အိမ်မှာလည်းကွက်နှစ်ယောက်ထဲကျန်ခဲ့ရအဲ့ဒါကမဲကတည်းကတကားနာကတ်လိုက်တဲ့အချိန်မွေးတာမွေးတာမွေးတာလေသူမွေးတာလေးကလေအေးအေးလေးတိလာဟိုအော်အမွေးတိုင်းနဲ့လည်းမဟုတ်ဘူးပန်းနိုင်လည်းမဟုတ်ဘူးတိလာအဲ့လိုကိုပိုင်အနက်မွေးမွေးလေးမွေးတာမှနော်တမီအနက်လေးကသာတင်းတာနှိုင်းနေရအဲ့ငါကောက်သွားပြီလားဗောဟာ အရင်သူ့ကိုတွေ့ချင်နေရလေကိုကကိုတော်သေးများလေဟိုစိတ်စိတ်ကြောက်ကြရဖြစ်တာလားအရင်မျောလင့်နေမိတာလားဆိုပြီးတော့လေဖြစ်နေအချိန်မှာအမအဖေကအဲ့အချိန်မှာတပြိုင်နက်တက်တက်ဆိုင်ဆိုင်တက်လာတာခလေကားနေတက်လာတော့ဟာအဖေလို့အဖေဖေးလို့မွေးနေလားမွေးနေလားလို့ဆိုအဖေကလေမွေးတယ်သမီးဆိုပြီးတော့လေလက်မထောင်ပြီးတော့ကိုသူတက်လာမွေးတာမားတယ်ဟိုးအောက်ကအဝင်ဝတကားပေါက်ထိမွေးတာအဲ့လိုသိလား အရန်လေဝမ်းသာသွားပြောရင်တမျိုးကြီးလို့ထင်ပါသီလားဝမ်းသာသွားပြီးတော့အော်ဆိုဒါပေမဲ့ကိုလည်းသိရလေဒီလောက်တော့အမွေးဆိုရင်ကောင်းတယ်လေဆိုတော့အော်သူဒါဆိုကောင်းသွားတာပေါ့လို့ဆိုတော့အဲ့ချိန်မှာမှတကားကိုဖွင့်လိုက်တယ်အဖေကဒီမှာထိုင်နေပေါ့ခေါင်းကအခုကဖုန်းကြီးတွေပြင်ထိုင်တော့အဲ့ချိန်မှာစိတ်ထဲမှာပြောချင်တဲ့စကားတစ်ခုပေါ့လာအဖေခဏထိုင်အောင်လို့ဦးညီလည်းရှိတော့လို့ဖះရှိမှပြောမယ်လို့ ဖေကအေးအေးနဲ့ပြောရတမီးတယ်ဆိုတော့ तू ကဘာပြောပြောအမသာဟိုလှလာမလှလာလေသူတက်ငယ်တာ哦ငယ်တော့ခါကျ तू ကစိတ်ပူတာဗောနော်အဲအဲ့လိုမျိုးသူ့မှာဥတိုတတ်တဲ့စိတ်ကလေးရှိတာဗောနော်အဲ့မှနေပြီးအဖေဒီနေ့ကွယ်လွန်သွားတဲ့ဒီနေ့ဒီချိန်ကနေစပြီအမေတည်သွားတဲ့ချိန်ဒီမိဘကမှနောက်ထပ်ယောက်ျားမရှိသေးရဘူးဆိုတော့ဒီမှာအဲ့လိုပြောလိုက်တယ်ပြောလိုက်တော့လေခဏလေးနေတော့လေဖြည်းဖြည်းဖြည်းလေးပြောက်သွားတယ်လား အမပြောချင်တာတခြားလောက်ကြရေမိမမကယ်လိုက်နိုင်တာမဟုတ်ပါဘူးမိမမကယ်တတ်လို့ပါပေါ့နော်ဒီလိုမျိုးဖြစ်သွားတာမိမလှုပ်ပေးချင်ပါတယ်ဒါပြီးတော့တကယ်မေတို့မေ့သွားတာလားပေါ့အဲ့လိုမျိုးစကားတွေအများကြီးပြောချင်တာဒါပေမဲ့အဲ့ချိန်မှာဖြတ်ခနဲပေါ်လာတာလေငါအဲ့ဒါလေးပြောချင်လာတယ်ကိုကိုကိုတော်တော်ကြည်နဲ့သွားတယ်ဒီလားဩဒါသာကိုစောင်းနဲ့ကပြောတဲ့ဟာမျိုးနဲ့တူပါတယ်အဲ့လိုမျိုးအဲ့လိုမျိုးဖြစ်သွားတာအဲ့လောက်ပြောလိုက်နိုင်တာလေကြည်နဲ့တူလားအဲ့နဲ့နောက်တစ်ရက်ကျတော့ ထူးဆန်းတာဒီတေးကံကကလေးမလေးလာတော့လက်ပြလေးဝင်လာဝင်လာပြီးတော့လေဒါသူဒီဒီနှစ်ယောက်တည်းဆိုဒါသူထိုင်တဲ့နေရာပေါ့အဲ့နေရာမှာဖက်ခနေနာပြီးတော့မွေးလာအဲ့လိုမျိုးအဲအဲ့လာဧည့်သည်လာတဲ့အချိန်မှာမွေးတဲ့၃ယောက်ရှိရဲမတ်ကော်ရဲတေးတန်တာရဲကိုဘလက်ချောရဲမွေးလာတိတိတတ်တာမွေးလာပြီးတော့ခဏလေးပဲပျောက်သွားဆိုလို့ အော်ဘာပဲပြောပြောကောင်းရမွန်ရတော့ရောက်နေတယ်ပေါ့နော်ဆိုပြီးတော့အဲ့လိုမျိုးလေးထူးခြားတာလေးပေါ့သူနဲ့ပတ်သက်ပြီးထူးခြားတာအမငါကိုယ်တည်းကသူ့ကိုအခုချိန်ထိဒီနေ့ချိန်အမသူ့ပေါ်မှာလေဒီဆက်ကလေးမှမဖောက်ပြန်ဘူးသူ့အသက်သူ့ရွယ်သူ့ကျန်းမာရေးဘာပဲဖြစ်ဖြစ်အမဘွားမှာသားနဲ့သူ့ပဲရှိတာဒီလားသူ့နဲ့သားနဲ့ဘယ်လိုတွားရင်ကောင်းမလဲဆိုတာပဲအမတွေးတာသူ့သူက တတအတွက်ဆိုလို့ရှိရင်အရန်ကို तू ကအသေးစိတ်ကြတယ် तू စီစဉ်လား तू တွေးတာ तू တီးခံလားအမ तू လောက်မတီးခံဘူးတတက तू ဘာလို့လို့ तू အရန်တီးခံတယ်အမတီးခံဘူးအိမ်မှာငါတယောက်တော့ तू ကြောက်မှဖြစ်မယ်ဆိုတဲ့စိတ်အမတကယ်ရှိတယ်ဆိုတော့ तू စိတ်မချအမတို့တာမီတက်နေမှာလေ तू စိတ်မချအဲ့ဒါလည်းပြောလိုက်တယ်ဖေသားအမေဘယ်တော့မှမရိုက်ဘူးနော်လို့ဖေစိတ်ချလက်ချသွားလို့ သားကိုအတက်နိုင်ဆုံးအဖေနဲ့ဒန်းတူမဟုတ်တော့အဖေထားတဲ့အနေထားမျိုးမဟုတ်တော့အတက်နိုင်ဆုံးပဲလုပ်ပေးပါမယ်လို့စိတ်မပူနဲ့အဲ့လိုပဲပြောလိုက်အမေအမေကတော့စူတာပေါ့အမနောက်သူမလာတော့ဘူးလားယင်လို့မေးတော့အမေကတမိအဲ့လိုမပြောပါဘူးအေးပေါ့လေဟုတ်ပါပြီပေါ့ငါနှုတ်ဆက်တယ်တတိယနေသေးတယ်ကောင်းသွားတယ်ဆိုရင်ပဲတော်သေးရပေါ့လေကိုကကြောက်တာတော့ကြောက်တာပေါ့မနေ့ကလည်းသားလည်းမအိပ်ဘူးအမလည်းမအိပ်ဘူးပေါ့နော် တော့ထူးထူးဆန်းဆန်းမအိပ်ပြောတာဒီကလေးလေးကဖုန်းကြည့်နေလက်ထက်ကလွတ်ကြသွားပြီဆိုတော့အိပ်အမနေ့ကသူလူးလှိတ်အမလည်းကြောက်တယ်ပေါ့နော်အော်သူတကယ်သွားတော့မှလာပါဘူး။ sorry ဆုံးလုံးရင်းနေရအမကားသုံးဘက်ပတ်မောင်းရတယ်ည9နာရီလောက်ကြည့်ကြည့်။ तू သွားကျင်နေဆိုလို့ तू စိတ်ချမ်းသာပါဆိုပတ်မောင်း။အမငိုငိုတဲ့အချိန်မှာ तू အမောက်ဖက်ပြီးတော့လှမ်းဖက်တာနော်။လှမ်းဖက်ပြီးတော့ तू ပုတ်ပေးတာ။ तू က so तू ကောင်းကောင်းသိတယ်။အဲ့မဲ့ तू က ဟိုလိုပေါ့အတိတစ်ချက်မတိတစ်ချက်အဲ့လိုမျိုးဆိုရင်တနာတာပေါ့စိတ်ဘယ်မပူပါအမလုံနိုင်ပြီအမအကောင်းဆုံးသူ့ကိုသူ့အဖေလောက်ကြည့်တော့ဘယ်ကောင်းနိုင်ပါမလဲနော်သူ့အဖေအားလောက်တော့ဘယ်ကောင်းနိုင်မလဲဒါပေမဲ့လှုပ်ပေးမှာဥပမာ